မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး Radio UNG ရဲ့2025ခုနှစ် March လ14ရက်မနက်ခင်းပြည်တွင်းသတင်းများကိုတင်ပြပေးပါမယ်ကျွန်မကတော့နှွေးမိုင်းဖြစ်ပါတယ်ရှင်တာဝန်ပြက်ကွက်နေသောမြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကိုရုတ်သိမ်းမှုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကကြိုးဆိုတဲ့တင်ကိုဥစွာတင်ပြပေးသွားပါမယ်။တော်ဝင်ပြက်ကွက်နေသောမြန်မာမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကိုကမ္ဘာအကြီးဆုံးလူ့အခွင့်အရေးဆိုင်ရာမဟာမိတ်အဖွဲ့ဖြစ်သောကမ္ဘာလုံးဆိုင်ရာမျိုးသားလူ့အခွင့်အရေးအဖွဲ့စည်းများမဟာမိတ် GANHRI အဖွဲ့ကြီးက2024ဒီဇင်ဘာ31ရက်နေ့တွင် အဖွဲ့ဝင်ဖြစ်မှရုပ်သိမ်းမှုကိုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကကြိုဆိုလိုက်ပါတယ်။ GANHRI ဒိတာတွင်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့နိုင်ငံအဆင့်လူအခွင့်အရေးကော်မရှင်များဆိုင်ရာအာရှပစိဖိတ်ဖိုရမ်နဲ့ရှေ့တောင်အာရှနိုင်ငံအဆင့်လူအခွင့်အရေးဌာနများဖိုရမ်တို့အနေဖြင့် MNHRC ကိုသူတို့ရဲ့ကွန်ရက်တွေကနေဖယ်ရှားရမှာဖြစ်ပါတယ်။ ယခုလိုမျိုးလှုပ်ဆောင်မှုတွေကစစ်အုပ်စုကိုနိုင်ငံတကာရန်ရားတွေမှာတရားဝင်မှုရရှိဖို့ပုံမှုခက်ခဲစေမှာဖြစ်ပြီးစစ်အုပ်စုရဲ့ကြောက်မက်ဖွယ်ကောင်းလာတဲ့လူခွင့်ရေးမှတ်တမ်းတွေကိုတိုက်ခါဆင်နိုင်ဖို့အတွက်လဲပိုပြီးအခက်တွေ့လာမှာဖြစ်တယ်။ ဒါပြင်စစ်တပ်အတွက်နိုင်ငံတကာတာဝန်ယူမှုတာဝန်ခံမှုတို့မှလည်းလွတ်မြောက်ဖို့ပို့ပို့ပြီးခက်ခဲလာမှာဖြစ်ပါတယ်လို့နိုင်ငံတကာလူခွင့်ရကျွမ်းကျင်သူများနဲ့ဖွဲ့စည်းထားသည့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACMC ရုံးရင်းနဲ့စစ်တွေရေးအရာရှိကွန်နမက်ဒေါ်နယ်ကထောက်ပြထားပါတယ်အဖွဲ့ပေါင်း20ပါဝင်သောလွတ်လပ်သောနိုင်ငံအဆင့်လူခွင့်ရဌာနဆိုင်ရာအရက်ဖက်လူဖွဲ့စည်းများအလို့အဖွဲ့မြန်မာနှင့်အာရှဒေသနိုင်ငံအဆင့်လူခွင့်ရဌာနများဆိုင်ရာ အစိုးရမဟုတ်သောဖွဲ့စည်းများတွင်ရဲ့ ANNI တို့ကအာရှပစိဖိတ်ဖိုရမ် APF နဲ့အရှိတောင်အာရှနိုင်ငံစဉ်လူခွင့်ရဌာနများဖိုရမ် SEANF တို့မှ MNHRC ကိုဖယ်ရှားရန်လည်းထပ်မံတောင်းဆိုထားပါရဲ့ရှင်။ဆလပီမေရုံစေခန်းတီထောင်သူဒေါက်တာနောစင်တီယာမောင်ကို ထိုင်းတက္ကသိုလ်ကဂုံထူးဆောင်ပါရဂိုဘွဲ့ချင်းမြင့်တဲ့တင်ကိုတင်ပြပါမယ်။ ထိုင်းမြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများနဲ့တိုင်းသားများကိုစေကုပေးနေသည့်မေရော်စေခန်းတီထောင်သူဒေါက်တာနောစင်ဒီယာမောင်ကိုထိုင်းနိုင်ငံမြောက်ပိုင်းရှိနရီဆွမ်ယူနီဗာစီတီမှဂုံထူးဆောင်ပါရဂိုဘွဲချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ဘွဲချီးမြှင့်ချင်းခန္ဓာကိုမတ်လ17ရက်နေ့ကပြုလုပ်ခဲ့ပြီးထိုင်းဘရင်နိုင်ငံထိုင်းဘရင်တော်ဝင်မိသားစုမင်းသမီး မဟာချက်ကရီတီရီဒွန်ကိုရိုင်းလာရောက်ချိန်မြင့်သွားရလို့သိရပါတယ်။ Narayan University ကနေနှစ်စဉ် Honorary Doctorate အတွက်ဆရာမကြီးဒေါက်တာနောစင်တရာမောင်ကို Faculty of Social Science Narayan University က nominate အဆိုပြုတင်ပြပေးခဲ့တာဖြစ်ပြီး ASEAN ဒေသတွင်လူသားအကျိုးပြု လုပ်ငန်းများကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအတိုင်းဝန်အတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတဲ့အတွက်ယခုလိုမျိုးပွဲပေးအပ်တာဖြစ်တယ်လို့တက္ကသိုလ်ဘက်ကထုတ်ပြန်ပါတယ်။ ဒေါက်တာနော်စင်တီယာမောင်သည်လူမှုကွန်ရက်လုပ်ငန်းများကြောင့်နိုင်ငံတကာမှစုပေါင်း၁၈စုအထိချင်းမြင့်ခံထားရသူဖြစ်ပြီးအရှိတောင်အာရှရေမွန်မာကာစစ်စေး၂023ခုနှစ် Time Magazine ၏အာရှသူရဲကောင်းအပြင် Jonathan Mann Award ကိုလည်းရရှိထားသူဖြစ်ပါသည်။ယခုကဲ့သို့ဆီယာမကြီးဒေါက်တာနော်စင်တီယာမောင် ကုံထူးဆောင်ပါရဂူဘွဲ့ချင်းမြင့်ခံရသည့်အတွက်လွန်စွာဝမ်းမြောက်ကွန်ပျူမီပြီးဆ iam အကြီးအနေဖြင့်လူသားအချို့ပြုလုပ်ငန်းများကိုယခုထက်မကပုံမလုံဆောင်နိုင်စေရန် KNU အမျိုးသားအစည်းအရုံးနေဖြင့်ဆန္ဒပြုဆုတောင်းပေးထားပါရရှင်။ဖေဗူလာအတွင်းစကိုင်းတိုင်းဟာလူခွင့်ချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံရမှုအကျဉ်းအရေအတွက်68ကျင်းရှိခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပါမယ်။ ဂျမ်ဖတ်စီအုပ်စုရဲ့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းလူခွင့်ရချိုးဖောက်ကျူးလွန်မှုစုစုပေါင်း604ခုကိုအမျိုးသားရင်သွေးရေးအစိုးရလူခွင့်ရဆိုင်ရာဝန်ကြီးဌာနကကောက်ယူမှတ်တမ်းတင်ထားရှိထားတယ်လို့မတ်လ13ရက်ကထုတ်ပြန်ပါတယ်ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းဒီလူခွင့်ရချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး124ခုထိရှိခဲ့ကလေကြောင်းတိုက်ခိုက်ခံရမှုအကျဉ်းရေးအတွက် 68ကြိမ်နဲ့အများဆုံးတိုက်ခိုက်ခံခဲ့ရသည့်ဒေသဖြစ်ကြောင်းလည်းတွေ့ရှိရလို့ဆိုပါတယ်ဖေဖော်ဝါရီလအတွင်းနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်ပေါင်း219လုံး၊ကျောင်း12ကျောင်း၊ဘာသာရေးဆိုင်ရာအဆောက်အဦ28ခု၊ကျန်းမာရေးဆိုင်ရာအဆောက်အဦ15ခုပျက်စီးဆုံးရှုံးခဲ့ရပြီးတေဆုံးသူအရေအတွက်142ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် 368ရောက်ရှိခဲ့ကအစုလိုက်ပြုံးလိုက်တက်ဖြတ်ခံရမှုကြောင့်တေဆုံးသူစုစုပေါင်း80ဦးထိရှိခဲ့လို့ဖော်ပြထားပါတယ်လူခွေဆိုင်ရာဝင်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးတန်းတူညီမျှမှုရရှိရေးငင်းချိုင်းရင်နဲ့တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထား၍အချမ်းဖက်စုပ်စု၏ကျူးလွန်မှုများကိုအပြစ်ပေးအေးအေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါရရှင်။ project အယူအထူးအစီအစဉ်အဖြစ်တောင်းဆန်းစုကြည် US Congressional Gold Medal ပုံတူတဲ့ twin ပချီအားပြန်လည်ချင်းမြင့်မြင့်တရင်နောက်ဆုံးတင်ပြပါမယ် project အယူရဲ့အထူးအစီအစဉ်တစ်ခုဖြစ် လူထုကောင်းဆောင်တောင်းဆန်းစုကြည် US Congressional Gold Medal ပုံတူတစ်ထွန်းပချီအားတော်လှန်ထောက်ပို့ပြည်သူများထံသို့ပြန်လည်ကုန်ပြုချီးမြှင့်သွားမယ်လို့တည်ရပါတယ်။အဆိုပါအစီအစဉ်အတွက်ရန်ပုံငွေကန်စားမဲများရောင်းချသွားမည်ဖြစ်ပြီးတဆောင်လင်းမြန်မာငွေချက်တထောင်ဖြင့်ကန်စားနိုင်မှာဖြစ်ပါတယ်။ရရှိလာတဲ့ရန်ပုံငွေများကိုကရင်နီဒေသမှာရှိတဲ့ဈေးရုံများ၏ကျမရန်ပုံငွေအဖြစ်အသုံးပြုသွားမှာဖြစ်ပြီးစေဝါးတွေအတွက်ကုသယူရင်း လူထုကောင်းဆောင်၏ပုံတူတက်ထွင်းပကြီကို ခုံယူစွာပိုင်ဆိုင်ဖို့ဝန်ရံကြရန်နှိုးဆော်ထားပါရရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်မင်းတီဟာခရှဲလိုကပေးပို့ထားတာဖြစ်ပါရရှင်